ရှင်ဖေယတတိတော်မေးလျှောက်ပါရစေဖေယတငယ်ချင်းတွေနဲ့ငင်းခုန်နေရပါတယ်ဖေယဖေယဟာခွေးဘဝဖြစ်မှုပါသလားဖေယဖြေးချပေးပါလားဖေယတဲ့ငင်းခုန်တာတွေမလုပ်ပါနဲ့ငင်းခုန်ခြင်းကြောင့်စိုးကြိုးပဲဖြစ်ပါတယ်ကောင်းကျိုးမဖြစ်ပါဘူးဆွေးနွေးကြပါဆွေးနွေးခြင်းကသာလျင်ကောင်းကျိုးဖြစ်ပါတယ်နော်ဦးဇင်းတို့ကိုးကွယ်တဲ့မြတ်စွာဘုရားဟာဖေယဖြစ်ဖို့ပါရမီဖြည့်ခြင်းစဉ်ကာလမှာခွေးဘဝရောက်ဖူးပါတယ် 950နိပတ်တော်ဧကကနိပတ်ကုရုံကဝတ်ကုကုရဇတ်တော်မှာရှင်ဘရင်စီးတဲ့လဲကတရေဘတ်တွေကိုလမ်းတွင်ကခွေးတွေကခွာပြီးစားပါတယ်အဲ့ဒါကိုရှင်ဘရင်ကလမ်းပြင်က ခွေးတွေစားတဲ့ထင်ပြီးလမ်းပြင်ကခွေးတွေကိုတတ်ခိုင်းပါတယ်ပေဘေးကိုကြောက်ရွံ့ကြတဲ့ခွေးအပေါင်းတို့ဟာဖရာအလောင်းခွေးမင်းထံကပ်ပြီးပေဘေးမှလွတ်ဖို့ကြံဆောင်ရန်တိုက်တွန်းပါတယ်အဲ့ဒီအခါမှာဖရာအလောင်းခွေးမင်းကဘရင်ထံသွားပြီး လဲကတရေဘတ်တွေကိုနန်းပြင်ကခွေးတွေစားတာမဟုတ်နိုင်ကြောင်းနန်းတွင်းကခွေးတွေသာစားတာဖြစ်နိုင်ကြောင်းမိသားမြက်ကိုထောင်း၍ရက်တက်ရည်နဲ့ရောပြီးကျွေးလိုက်ပါက စားထားတဲ့တရေဘတ်တွေပြန်ပြီးအန်ထွက်လာနိုင်ကြောင်းဘယင်ကိုရှောက်တင်ပါတယ်ဘယင်လည်းပဲဖရာအလောင်းခွေးမင်းပြောတဲ့အတိုင်းလှုပ်လိုက်တဲ့အခါမှာနန်းတွင်းကခွေးတွေဟာစားထားတဲ့တရေဘတ်တွေပြန်ပြီးအန်ထွက်လာပါတယ်အဲ့ဒီအခါကျတော့မှနန်းပြင်ကခွေးတွေဟာပေပေးမှလွတ်မြောက်သွားပါတယ်ဒါကြောင့် ဦးဇင်းတို့ဖရာဟာဖရာဖြစ်ဖို့ပါရမီဖြစ်ခြင်းစဉ်ကာလမှာ ခွေးဘဝရောက်ဘူးတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။ငင်းခုန်ခြင်းကြောင့်ဘယ်လိုဆိုးကျိုးတွေရရှိနိုင်ပါသလဲဆရာတော်တဲ့။မဟာနိဒေသပါဠိတော်မှာငင်းခုန်ခြင်းကြောင့်ရရှိလာမိဆိုးကျိုး၆မျိုးကိုဖော်ပြထားပါတယ်။အဲ့ဒီဆိုးကျိုး၆မျိုးကဘာတွေလဲဆိုရင်၁ရံညှိုးဖွက်တဲ့ခြင်း၂သူ့ကျေးဇူးကိုခြေဖြတ်၍ ဂုံတုဂုံပြိုင်ပြုတ်တက်ခြင်း၃၀ငူစုဆောင်းမြောင်း၍ဝန်တိုတက်ခြင်း၄ောက်ကျစ်စင်လဲလက်ပတ်တက်ခြင်း၅မကောင်းသောအလိုဆိုးရှိ၍မှားသောအယူရှိခြင်း၆၀ထိုမှားသောအယူကိုစွန့်လွတ်နိုင်ခဲခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာငင်းခုန်ခြင်းကြောင့်ရရှိလာမိစိုးကျိုး၆မျိုးပဲဖြစ်ပါတယ်။ဝိဇ္ဇာတို့တွေကိုအပြစ်ကင်းတဲ့သူတော်စင်တွေထင်ပြီးကိုးကွယ်နေကြပါတယ်။ ဝိသက်တို့တွေဟာတကယ်ရောအပြစ်ကင်းကြပါသလားတဲ့ဖုန်ကြီးပဲဖြစ်စီလူပဲဖြစ်စီနတ်ဝိဇ္ဇာပဲဖြစ်စီအရိယာမဖြစ်သေးတဲ့၍ပုထုဇဉ်မှန်သမျှဘယ်သူမှအပြစ်မကင်းပါဘူးအပြစ်များတာနဲ့နဲတာပဲကွာပါတယ်အပြစ်မကင်းလို့လည်းပဲဘုဒ္ဓလောကဖုန်ကြီးတစ်ပါးဟာအမျိုးသမီးတစ်ယောက်ကိုတတ်လိုက်တာပေါ့ဖျားရှင်လက်ထက်ကဇတိလဆိုတဲ့တတိကြီးရဲ့မိခင်ဘရင်မိဖုရားကြီးဟာ ဘယင်မရှိတော့ဝိဇ္ဇတို့တဦးနဲ့ဖောက်ပြန်ပြီးသတိလာတထေးကိုမွေးလာတယ်လို့ကြည်တယ်လေးထက်ဆရာတော်ကြီးရေးတဲ့ဇိနထဘဂဒနီကျမ်းမှာဖွင့်ဆိုထားပါတယ်။ဒါကြောင့်ဝိဇ္ဇတို့တွေလည်းပဲအပြစ်မကင်းနိုင်ပါဘူးနော်။အရှင်ဖယားဖယားကအသား၁၀မျိုးကိုဘာလို့မစားခိုင်းတာလဲဖယားတဲ့။ဖယားကအသားကြီး၁၀မျိုးကို မစားဖို့ပြညတ်တာဟာယဟန်တွေအတွက်ပြညတ်တာပါ။လူတွေအတွက်ပြညတ်တာမဟုတ်ပါဘူးနော်။အဲတိုးတော်လည်းပဲ ူတွေအနေနဲ့အိုက်နာတင့်ပါတယ်။ဘာကြောင့်ပြည့်ညက်ရတာလဲဆိုရင်တဲ့လူသားလူသားသည်ဇတုသားဖြစ်သောကြောင့်တုတ်ပိယာကို အကြောင်းပြု၍ဖျားပြည့်ညက်သည့်အတွက်မစားအပ်။နှဲ့စင်သားစင်သည်မင်းတို့၏အစဉ်အင်္ဂါဖြစ်သောကြောင့်ဖျားပြည့်ညက်သည့်အတွက်မစားအပ်။၃ညင်းသားညင်းသည်မင်းတို့၏အစဉ်အင်္ဂါဖြစ်သောကြောင့်ဖျားပြည့်ညက်သည့်အတွက်မစားအပ်။၄ခွေးသား ခွေးသည်ယုံညံ့သောတတ္တဝါဖြစ်သောကြောင့်ခွေးသားကိုစားသောယဟန်တွေကိုလူတို့ကဲ့ရဲ့သည်ဖြစ်၍ဖျားပြည့်ညက်သည့်အတွက်မစားအပ်။ငါ၊မွေသားသူပဒအမိရှိတဲ့ငကားမင်းကယဟန်တွေမွေသားမစားရန်ဖျားရှင်အားလျှောက်ထားတောင်းပန်သောကြောင့်ဖျားပြည့်ညက်သည့်အတွက်မစားအပ်။၆ချင်းသေးသားချင်းသေးသားကိုစားသောယဟန်တွေကိုချင်းသေးတွေကရံပြုတ်သည်ဖြစ်၍ဖျားပြည့်ညက်သည့်အတွက်မစားအပ်။ထို့အတူခနှစ်ကြားသား ၈ကျက်တဲ့သား၉ဝန်သား၁၀အောင်းသားတွေကိုလည်းပဲယဟန်တွေကစားတာကြောင့်ဤတတ္တဝါတွေကရံပြုတ်သည်ဖြစ်၍ဖျားပြညတ်သည့်အတွက်မစားအပ်အဆိုပါအသားကြီး၁၀မျိုးကို စားမယ်ဆိုရင် စားတဲ့ယဟန်သည်ဒုက္ခအပတ်သင့်ပါတယ်ကဲဒါဆိုရင်ဖျားကဘာကြောင့်အသားကြီး၁၀မျိုးကို မစားဘူးပြညတ်ရတာလဲဆိုတာကိုသိလောက်ပြီးထင်ပါတယ်နော်အောင်းသားဆိုဘာသာလဲဖျားတဲ့ အသားကြီး၁၀မျိုးထဲမှာနောက်ဆုံးအောင်းသားဆိုတာပါပါတယ်အဲ့ဒီအောင်းသားဆိုတာဘာကိုပြောတယ်ဆိုတာကိုဥစဉ်လဲမပြောတတ်ဘူးเนาะမပြောတတ်ဘူးဆိုတာကမသိလို့မဟုတ်ပါဘူးအမျိုးမျိုးဖွင့်ဆိုနေကြလို့ပါအဲ့ဒီအမျိုးမျိုးဖွင့်ဆိုတဲ့အထက်ကလေးချက်လောက်ချပြမယ်เนาะနံပါတ်1မြန်မာအင်္ဂလိပ်အဖိဒါနဲ့ယူတတန်မြန်မာအင်္ဂလိပ်အဖိဒါတို့မှာအောင်းတတဝါဟာအမွှေးရှည်တဲ့နွားကိုပြောတာလို့ဆိုတယ်နံပါတ် အရှင်ဩဘာသာဘိဝန္ဒရေးတဲ့သူတေသနတယုတ်ပြမိဒံကျမ်းမှာအောင်းတတဝါဟာဝံပလွေကိုပြောတာလို့ဆိုတယ်။နံပါတ်3ပါကျုပ်ဆရာတော်ကြီးဤဗုဒ္ဓဝါဒနှင့်တတလွစာရန်မှာအောင်းတတဝါဟာဝဝံကိုပြောတာလို့ဆိုတယ်။နံပါတ်4တိပိတကပါဠိမြန်မာအဘိဓမ္မာအောင်းတတဝါဟာခွေးအကိုပြောတာလို့ဆိုတယ်။အဲ့ဒီလိုအမျိုးမျိုးဖွင့်ဆိုနေကြတဲ့အတွက်စတိအကျမပြောတတ်ပါဘူးเนาะအဲသို့တော်လည်းပဲ မြတ်စွာဘုရားကယဟန်တွေကိုဒီအောင်သားမစားဘူးပြညတ်တာတော့သိကြပါတယ်နော်ဆရာတော်ဘုရားမိထွေးတော်ဂေါတမီသာသနာ့ဘောင်အတွင်းသို့ဝင်ခွင့်တောင်းချိန်မှာဗုဒ္ဓမြတ်စွာဘုရားရှင်ဟာစင်မြင့်ရှိခုချမှတ်ခဲ့တယ်လို့ကြားသိရပါတယ်ဘုရားအဲ့ဒီစင်မြင့်ရှိခုကိုရှင်းပြပေးတော်မူပါဘုရားတဲ့ဝိနည်းဆိုလဝါပါဠိတော်မှာမြတ်စွာဘုရားဟာမိထွေးတော်ဂေါတမီကိုအကြောင်းပြုပြီး ဘိက္ခုနီမများလိုက်နာရမိဂရုတန်၈ပါးကိုပြတ်ခန်းခဲ့ပါတယ်။အဲ့ဒီဂရုတန်၈ပါးကဘာတွေလဲဆိုရင်၁ဘိက္ခုနီမသည်ဝါတရားပင်ရနေစေကမူယနေ့မှဖြစ်သောဘိက္ခုယဟန်ယောက်ျားကိုရှ िख ိုးခြင်းခရီးဥကြုပြုရခြင်း။၂ဘိက္ခုနီမသည်ယဟန်ယောက်ျားမရှိသောကျောင်း၌ဝါမဆိုရခြင်း။၃ဘိက္ခုနီမများသည်လာခွဲတိုင်းလာခွဲတိုင်းဘိက္ခုတန်ခါထာ၌ဥပုပ်ကိုမြင်မြန်ရခြင်းအစိုးအမခံယူဖို့ရန်ချဲ့ကြရခြင်း။ လေဘိက္ခုနေမများသည်ဝါထသောအခါဥပဒောတန်ဃာ၌ပဝါရဏပြုရခြင်းငါဘိက္ခုနေမသည်တန်ဃာဒိဋ္ဌိအဘတ်တင့်သည်ရှိသော ဥပဒောတန်ဃာ၌ပက္ခမာနက်ကျင့်ရခြင်း၆နှစ်နှစ်တို့ပတ်လုံးသိက္ခာပုတ်၆ပါးကိုကျင့်ပြီးသောသိက္ခာမံအားဥပဒောတန်ဃာ၌ပဇင်းခံပေးရခြင်း၇ဘိက္ခုနေမများသည်ဘိက္ခုယဟန်ယောက်ျားတို့အားဆေးရည်တိုင်းထွာမှုမပြုရခြင်း၈ ဘိက္ခုနေမသည်ယဟန်ဖြစ်ချိန်မှစ၍ယဟန်ယောက်ျားတို့အပေါ်ဩဝါဒပေးခြင်းအနုသာသနာပြုခြင်းအမှုတို့ကိုမပြုရခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာဘိက္ခုနေမတွေလိုက်နာရမည်ဂရုတန်ရှိပါပဲဖြစ်ပါတယ်။ဖုံဖုံဖရရွှေတကုံကုန်းတော်ဘောကယက္ခမေတော်ကြီးကိုလူတွေဖရလို့ကိုးပယ်နေတာမှားလားဖရအမပါရင်ခွင့်လွှတ်တော်မူပါအရှင်ဖရမယုံကြည်လို့ပြောတာမဟုတ်ပါဘူးဖရတဲ့။မကိုးကွယ်တဲ့အရာကိုကိုးကွယ်နေပြီဆိုတဲ့ကောက မှားနေပြီနော်သရထတိကမှာတရဏဂုံပြချင်းအကြောင်းနှမျိုးပြဋ္ဌာန်းထားပါတယ်အဲ့ဒီတရဏဂုံပြချင်းအကြောင်းနှမျိုးကဘာတွေလဲဆိုရင်တတဝဇဗေဒမကိုးကွယ်တဲ့အရာကိုကိုးကွယ်တဲ့အရာထင်ပြီးကိုးကွယ်ခြင်းကြောင့်အပြစ်ရှိသောတရဏဂုံပြချင်းနှင့်အနာဝဇဒုက္ခဝိပါကဗေဒသိဆုံးခြင်းကြောင့်အပြစ်မရှိသောတရဏဂုံပြချင်းတို့ပဲဖြစ်ပါတယ် မကိုးကွယ်တဲ့မကိုးကွယ်ထိုက်တဲ့အရာတွေကိုကိုးကွယ်နေတာဟာတရဏဂုံပြတ်ပါတယ်။ဒါကြောင့်ဒီကိုးကွယ်မှုဟာမှားယွင်းသောကိုးကွယ်မှုဖြစ်ပါတယ်နော်။အရိယာတန်ခါဖြစ်နေရင်စောကားမိသူကကြီးမားသောအကုသို့ရလိမ့်မယ်ထင်တယ်နော်တဲ့။ဒီမန့်ကယဟန္တာဖြစ်အောင်လုပ်ပေးနိုင်တယ်လို့ပြောတဲ့ဖုန်းကြီးကိုဝတလာတုံနဲ့ကိုကားပြီးသူရုပ်မှာဖြစ်ကြောင်းပြောဆိုတင်ထားတဲ့ပို့ထဲမှာလာမှန်ထားတာပါနော်။ လောကမှာလိန်တဲ့လူရဲ့အလိန်ခံတဲ့လူရဲ့ဆိုပြီးယူရန်သားနှစ်ရက်ရှိပါတယ်လိန်တဲ့လူတွေလိန်လို့ရနေတာဟာအလိန်ခံလူရန်သားတွေအကြောင်းဖြစ်ပါတယ်ဒီမန်ပိုင်ရှင်ဟာလည်းပဲအလိန်ခံလူရန်သားထဲမှာပါပါတယ်မှတ်ထားပါအရိယာမှန်ရင်လူအထင်ကြီးတဲ့အလုပ်ကိုမလုပ်ပါဘူးလူအထင်ကြီးတဲ့စကားကိုမပြောပါဘူးနော်လူအထင်ကြီးတဲ့အလုပ်ကိုလုပ်လာပြီလူအထင်ကြီးတဲ့စကားကို ပြောလာပြီဆိုရင် တေးကြပါတယ်အဲ့ဒီပုဂ္ဂိုလ်ဟာအရိယာမဟုတ်ပါဘူးတခါတုန်းကတိဟိုမှာယဟန်တပါးရှိပါတယ်အဲ့ဒီယဟန်ဟာအကျင့်သရဏအာကောင်းပြီး အနေအထိုင် ကြည့်လက်လွန်တာကြောင့်ယဟန်တာလို့ထင်ကြပါတယ်ဒီနေ့မှာသူ့ရဲ့ဂုံတရင်ကိုကြားသိတဲ့ရှင်ဘုရင်ဟာသူ့ကိုဖူးမြော်ဖို့လာပါတယ်ဒါကိုကြိုသိနေတဲ့အဲ့ဒီယဟန်ဟာရှင်ဘုရင်လာခံဒီအချိန်မှာဒုတိယချောင်းကိုယူမြေမှာဝင်ရမှောက်ဒုံးနဲ့မြေကြီးကိုချစ်ပြီးတော့အယုတ်ဆွဲဆော့နေပါတယ် ဲ့ဒါကိုရှင်ဘရင်ကမြင်တဲ့အခါမှာဗရာစိတ်ပြက်ပြီးတော့ယဟန်တာကကလေးကလာအလုပ်ကိုလုပ်ပါမလားဆိုပြီးလှည့်ပြန်သွားပါတယ်။ဘာကြောင့်အဲ့ဒီလိုလုပ်ရတာလဲဆိုရင် ရှင်ဘရင်အထင်ကြီးပြီးတော့ကြီးညိုလာမှာကိုစိုးရိမ်လို့ဖြစ်ပါတယ်။ဒါကြောင့်အရိယာမှန်ရင် သူတစ်ပါးအထင်ကြီးတဲ့အလိုမျိုးကို မလုပ်ပါဘူး။သူတစ်ပါးအထင်ကြီးမှာကိုတော့မှစိုးရိမ်ကြပါတယ်နော်။